ကိုလိုတို့တုံးနိုင်တဲ့ခါမိုင်းနေဝဲတူပေးယုံနဲ့ရရှိလာတဲ့ OOSY လေးတွေကိုကျွန်တော်စီမခေပေးဝေပေးထိုးနဲ့လဲပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ်ဒီလိုမထုတ်ချင်တဲ့ကိုလိုတို့အတွေ့ပေါ်တော့ SW လဲကိုအတုပ်ပြူပြီးတော့ဘိုင်းနေတဲ့ကိုပတ်စံဖလို့ထုတ်မလဲဆိုတာဒီကိုကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကိုတိုင်ဒီဗီဒီယိုလေးထဲမှာ100ဒေါ်လာမြန်မာငွေနဲ့ဆိုရင်4000ကျော်ကိုပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ကိုလိုတို့အနေနဲ့ဒီတုံးနိုင်တဲ့ခါမိုင်းနေတူလို့ရတဲ့ AB ေးတခုကိုမရှိသေးဘူးဆိုရဲကျွန်တော်ပေးထားတဲ့လေးကနေအလွယ်တကူသွားသောယူလို့ရမှာဖြစ်ပါတယ်ပထမတခုအနေနဲ့ဒီ robot 5ဆိုတဲ့ app လေးပေါ့နော်ဒုတိယတခုအနေနဲ့ robot ဆိုတဲ့ app လေးပဲဖြစ်ပါတယ်တတိယတခုအနေနဲ့ robot real ဆိုတဲ့ app လေးပဲဖြစ်ပါတယ်ဒီ mini app လေးတခုကိုကျွန်တော်တို့အသုံးပြုပြီးတော့ပေါ့နော်ဒီ ac wallet ထဲကိုပျောက်ဆွေးပြီးတော့ရစီးလာတဲ့ roh quality တွေကိုကိုလူတို့အနေနဲ့ဒီ mini ထဲကိုပျောက်ဆွေးလို့ရမှာဖြစ်ပါတယ်ဒီနည်းနဲ့ကျွန်တော်တို့ကဒီထဲကနေပတ်စံလေးတွေကို ထုတ်ယူလို့ရမှာဖြစ်ပါတယ်တကယ်လို့ဒီထက်ကနေကျွန်တော်တို့၃နိုင်တခါမိုင်းနေတူပြီးတော့ရရှိလာတဲ့ ROH ကိုလေးတွေကိုကုလူတို့အနေနဲ့ KP ဝပီတို့နဲ့ပြန်ထုတ်မယ်ဆိုရင်ကျွန်တော်ရဲ့ Telegram Channel လေးကိုဆက်သွယ်ပြီးတော့ကျွန်တော်စီမထားရဲ့ KP ဝပီတို့နဲ့လာထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းထုတ်ပေးမှာဖြစ်ပါတယ်ပေါ့နော်အခုဆိုရဲ့ကျွန်တော်ဝယ်ထားတဲ့ ROH ကိုလေးတွေကို AC Wallet ထဲကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ကျွန်တော်မှဆိုရဲ့10ဒေါ်လာရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီထက်ကနေ10ဒေါ်လာကျော်ကိုပတ်စံ ထုတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအစုပ်တီးကြည့်စုပေးမှတာကိုလူတို့အနေနဲ့နားလည်သိရှိမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ဝယ်ယူထားတဲ့ဒီ100ဒေါ်လာကျော်ပေါ့နော် ROS အော်အဲ့နေနေဆိုရကျွန်တော်တို့ဒီမှာဆယ်တမခေါ်အော်ဝဲရဖြစ်ပါတယ်ကျွန်တော်ဝဲယူထားတယ်အော်ဝဲလူတွေပဲဖြစ်ပါတယ်ပေါ့နော်ကိုလူတို့အနေနဲ့လာရောက်မယ်ဆိုရဒီ AC wallet ထဲကိုမပြောင်းဆွေးပဲနဲ့ဒီကျွန်တော်တို့ mining app လေးထဲကနေကျွန်တော်စီမှာ direct KPOB တို့နဲ့လာထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီ mining ထဲကနေရရှိလာတဲ့ ROI quality လေးတွေကိုပဲကျွန်တော်ဝဲယူတယ်ပေါ့နော်ဒီ AC wallet ထဲကရရှိလာတဲ့ ROI quality လေးတွေကိုကိုလူတို့အနေနဲ့အလွယ်ပြောင်းလုပ်မယ်ဆိုရင်ဒီ ဖူဂျီဂျေအနေနဲ့ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုလူတို့အနေနဲ့ဒီ mining ထဲက ROH ကိုလေးတူကိုပဲကျွန်တော်စီမလာရောက်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဟုတ်ပြီပထမဆုံးအနေနဲ့ကျွန်တော်ပြောပြပေးချင်တာကပေါ့နော်ကိုလူတို့အနေနဲ့ဒီ KB ဝီဒီယိုနဲ့ပတ်စံထုတ်မယ်ဆိုရင်ဒီ AC wallet ထဲကိုလောကမပြောင်းဆွေးပါနဲ့ဒီလိုပြောင်းဆွေးမယ်ဆိုကိုလူတို့ကဒီ Fiji အနေနဲ့ပေးဆောင်ရမှာဖြစ်ပြီးတော့ဒီ mining ထဲကနေပဲကျွန်တော်စီမလာရောက်မယ်ဆိုရင်ဒီ Fiji လောကပေးเสียမလို့ပဲနဲ့ကိုလူတို့က ဒီ OS 1 OS ကျွန်တော်တို့ထုတ်တဲ့အခါမှာဆိုရင် 1T ERC မှာဖြစ်ပါလေဒါကြောင့်မလို့ဒီထဲကနေကျွန်တော်တို့က OS ဒီအစိကဇီတိုနီယာမှာဝမ်းဖြစ်သွားတဲ့အခါမှာဆွေးကျွန်တော်စီမှာခေပေးဝပေးတို့နဲ့လာထုတ်လို့အရာမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာဆိုရဲကျွန်တော်ရစီလာတဲ့100ဒေါ်လာကျော်ကိုဒီဘိုင်းနဲ့အကောင့်ထဲကိုကျွန်တော်ပြောင်းဆွေးပြပေးမှာဖြစ်ပါတယ်ဘိုင်းနဲ့အကောင့်ဒီထဲကိုမပြောင်းဆွေးခင်မှာကိုလူတို့အနေနဲ့ဒီ AC wallet ထဲမှာလှောက်ဆောင်ရမယ်ဒီ20ခန့်အတုံးပြူတဲ့နီလန်လေးကိုကျွန်တော်တစ်ချေပြောပြပေးမှာပေါ့နော်ဒီထဲကနေကျွန်တော်တို့ကဒီငွေလွှဲငွေထုတ်လုပ်တဲ့အခါမှာဆိုရဲ20ခန့်အတုံးပြူရမှာဖြစ်ပါတယ်20ခန့်အတုံးပြူမဲ့ဆိုရဲ ဲ့ဒီအပေါ်ကမြေတုံချောင်းလေးကိုတစ်ချင်းနှိပ်ပြီးလိုက်ပါဒီလိုနှိပ်ပြီးလိုက်ပြီးဆိုရဲ့ဒီမှာကျွန်တော်တို့က circular ဒီဆွဲနေရာလေးကိုတစ်ချင်းနှိပ်ပြီးလိုက်ပါโอเคဒီမှာဆိုရဲ့ကိုလူတို့ကအနေနဲ့ပေါ့နော်ဒီ20စက္ကန့်ကျွန်တော်တို့ဒီကောင်လေးတွေကိုလှုပ်ပေးရမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ဒီခေါ်ခဲကထုတ်လုပ်ထားတဲ့ဒီ ability ကိုအသုံးပြုလို့ရောက်လို့ပေါ့နော်လက်လီကအကောက်ကိုလည်းအသုံးပြုလို့ရမှာဖြစ်ပါတယ် โอเคဒီမှာဆိုရင်ကျွန်တော်ကဒီခေါ်ခဲကထုတ်လုပ်ထားတဲ့ဒီ app လေးကိုပဲကျွန်တော်အသုံးပြုပေးမှာဖြစ်ပါတယ်ဒီကလေးမစီသေးဘူးဆိုကိုလူတို့အနေနဲ့ဒီ download ဆိုရဲ့နေရာလေးကိုနှိပ်ပြီးတော့လေအလွယ်တကူ Play Store ထဲမှာသွား download ရမှာဖြစ်ပါတယ်ဒီလို download ဆိုရဲ့နေရာလေးကိုနှိပ်ပေးလိုက်ပြီးဆိုရင်ကိုလူတို့အနေနဲ့ဒီ app လေးမစီသေးဘူးဆိုရဲ့ install လုပ်ပေးလိုက်ပါတော့ကျွန်တော်ကတော့ download ဆွဲပြီးပြီမလို့ဒီမှာ open ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်โอเคကျွန်တော်အခုပြောပြပေးချင်တာကပေါ့နော်ဒီ app လေးထဲကကျွန်တော်တို့က20ခန့်ကုတ်အာလုံးမှာမလို့ ုပေါ့နော်ဒီမှာသူပေးထားတဲ့ဒီကုတ်လေးကိုပေါ့နော် copy ယူပေးရမှာဖြစ်ပါတယ် copy ယူပေးလိုက်ပြီဆိုရဲကျွန်တော်တို့ download ဆွဲခဲ့တဲ့ဒီ app လေးထက်ကိုဝယ်ပေးရမှာဖြစ်ပါတယ်ဒီကောက်လေးထက်ကိုဝယ်တဲ့အခါမှာဆွဲကိုလူတို့အနေနဲ့ဒီစခွေကအမဲရောက်အနေနဲ့ဖြစ်နေပဲပေါ့နော်သူကဒီ video ရိုက်ခွင့်မရှိဘူးပေါ့နော်ဒီကောက်လေးကဆိုရဲ ကိုလူတို့အနေနဲ့ဒီအောက်ကအပေါက်လေးခဏလေးကိုတချင်နေပေးလိုက်ပါနေပေးလိုက်ပြီးဆိုရင်အပေါ်ကကျွန်တော်တို့ဒီမှာဆွဲကျူအကုတ်လေးကိုလည်းကျွန်တော်တို့ဖမ်းလို့ရလို့ပေါ့နော်ဒီအောက်ကအင်တာကီးဆွေနေရာလေးကိုလည်းကျွန်တော်တို့နှိမ့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာအင်တာကီးဆွေနေရာလေးကိုတချင်နေပေးလိုက်မှာဖြစ်ပါတယ်ဒီလိုနေပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကနှိမ့်ကိုရေးထပ်ပေးရမှာဖြစ်ပါတယ်ဒီအောက်မှာဆယ် UR key ပေါ့နော်ကျွန်တော်တို့ခုနယူလာတဲ့ key လေးကိုဒီနေရာလေးမှာပေးချပေးရမှာဖြစ်ပါတယ်ဒီအပေါ်မှာဆွဲကျွန်တော်တို့ကထက်ချတဲ့နှိမ့်လေးကိုထပ်ပေးရ ်းမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ထက်ချေတဲ့နေလေးကိုဒီမှာထည့်ပေးလိုက်ပါတော့ကျွန်တော်ကတော့ MC Wallet ဆိုပြီးတော့ဒီနေရာလေးမှာထည့်ပေးလိုက်မှာဖြစ်ပါတယ် okay ဒီလိုထပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီအောက်က edit ဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ โอเค ADD ဆိုရဲ့နေရာလေးကိုနှိပ်ပေးလိုက်ပြီးဆိုရဲ့ကျွန်တော်တို့ရဲ့ကုတ်လေးကပေါ့နော်ဒီ AC wall နဲ့ဒီကုတ်လေးတွေကိုကျွန်တော်တို့ရာစီသွားမှာဖြစ်ပါတယ်ရာစီလာပြီးဆိုရဲ့ကျွန်တော်တို့ဒီကုတ်လေးကို copy ယူပေးလိုက်ပါ copy ယူပေးလိုက်ပြီးဆိုရဲ့ ကျွန်တော်တို့ကပေါ့နော် ခုနအစီဝလဲထဲကိုတစ်ချက်ပြဝေလိုက်ပါပြဝေလိုက်ပြီးဆိုရင်ဒီအောက်ကအဲ့တော့ကုဆွေနေရာလေးကိုတစ်ချက်ပေးလိုက်ပါဒီမှာဆိုရင်ပေါ့နော်တူပေးထားတဲ့ဒီအဆင့်တွေကိုကုလူတို့အနေနဲ့အတုပ်ပြူးချင်တယ်ဆိုရင်လည်းဒီမှာဖွဲထားလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာဒီအပေါ်ကတစ်ခုနဲ့ဒီအောက်ကနှစ်ခုကိုပဲကျွန်တော်ဖွဲပေးထားလိုက်မယ်ပေါ့နော်ဒီအောက်က size S ဆိုတဲ့နေရာလေးကိုမဖွဲပေးနေတော့ပါဘူး okay ဒီအောက်က size ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာနှိပ်ပေးလိုက်ပြီးဆိုကျွန်တော်တို့ဒီရယူလာတဲ့ဒီကုန်လေးကိုဒီနေရာလေးမှာပေးချပေးလိုက်ပါပေးချပေးလိုက်ပြီးဆိုမှ တ်တက်ပြီးဆိုရဲဒီမှာသူကဒီ20ခါပို့နော်ကျွန်တော်တို့အတုပ်ပြချေအောင်တောင်းပါလိမ့်မယ်ဒီလိုအောင်မြင်တော့ပြီးဆိုရဲဒီထဲကနေ ကျွန်တော်တို့ကဒီရရှိလာတဲ့ ROS file လေးတွေကိုဒီ USD အနေနဲ့ကျွန်တော်တို့ပြောင်းမယ်ပေါ့နော်ပြောင်းမယ်ဆိုရဲကျွန်တော်တို့ကဒီမှာ ROS နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော် okay aos ဆွေနေရာလေးတချင်နေပေးလိုက်ပြီဆိုရဲဒီမှာကျွန်တော်တို့က hx aos ဆွေနေရာလေးကိုတချင်နေပေးရမှာဖြစ်ပါတယ် โอเคဒီ HA OA နေရာလေးကိုတက်ချင်းနှဲ့ပေးလိုက်ပြီးဆိုရဲဒီနေရာလေးမှာကျွန်တော်တို့က ROS file လေးတွေကို USDT အနေနဲ့ပြောင်းမှာမဟုတ်လို့ဒီမှာ ROS file လေးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ mesh လွန်နေရာလေးကိုတက်ချင်းနှဲ့ပေးလိုက်မှာပေါ့နော်ဒီလိုနှဲ့ပေးလိုက်တဲ့အခါမှာဆိုရဲဒီမှာကျွန်တော်တို့ရရှိလာတဲ့ဒေါ်လာလေးတွေကိုသူကဒီအောက်မှာပြပေးထားမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ကဒီလိုမှတ်ကန်ပြီးဆိုရဲဒီအောက်က HA ဆွေနေရာလေးကိုတက်ချင်းနှဲ့ပေးလိုက်ပေါ့โอเค ဒီလိုမှတ်ကဲ့ပြီးဆွေးကျွန်တော်တို့ဒီမှာဆွေးပေါ်တော့သူပြောထားချင်းအဆွေး AOS quality တွေကနေ USDT ကိုပြောင်းမှသေချာလာပေါ်တော့ဒီအမဆွေးလည်းပဲကျွန်တော်တို့ဒီသူပေးထားတဲ့ရေဆွဲတွေပေါ်တော့ဒီအမဆယ် FJ တွေပေါ်တော့ Okay ဒီလိုမှတ်ကဲ့ပြီးဆွေးဒီအောက်ကအခြေဆွေးနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ Okay ဒီမှာဆွေးကျွန်တော်တို့ကနှစ်စက်ကအတူပြုပေးခဲ့တဲ့မို့လို့ဒီနေရာလေးမှာကုတ်ထက်ပေးရမှာဖြစ်ပါတယ်ကုတ်ထက်မဲ့ဆိုရဲကျွန်တော်တို့ကဒီ ability ထက်ကိုတစ်ချက်ဝေရမှာပေါ့နော် Okay ဒီကောင်လေးထက်ကိုတစ်ချက်ဝေလိုက်ပေါ့ဒီကောင်လေးထက်ကိုဝေလိုက် ပြီးဆိုကျွန်တော်တို့ကဒီကုတ်လေးကို copy ယူပြီးတော့ခုနကျွန်တော်တို့ AC wall နဲ့ထက်ကိုပြတ်သွားပြီးတော့ဒီနေရာလေးမှာပေးချပေးလိုက်ပါဒီလိုပေးချပေးလိုက်ပြီးဆိုဒီလိုကျွန်တော်တို့ကပြောင်းဆွေချေကလောကအောင်မြင်သွားပါလိမ့်မယ်အောင်မြင်သွားပြီးဆိုဒီအောက်ကဒုဆွေနေရာလေးကိုတချင်နှိပ်ပေးလိုက်ပါ okay ကျွန်တော်တို့ရစီလာတဲ့ဒီမှာ ROS file လေးတွေကို USDT အနေနဲ့ကျွန်တော်တို့ပြောင်းဆွေချေကအောင်မြင်သွားပြီးပဲဖြစ်ပါတယ် okay ရစီလာတဲ့ဒီ USDT လေးတွေကိုကျွန်တော်တို့ကဘိုင်းနေ account ထဲကိုပြောင်းဆွေมาဖြစ်ပါတယ်ဒီလိုပြောင်းဆွေဖို့ဆိုရဲကျွန်တော်တို့ကဒီမှာ US တည်တည်နေရာလေးကိုတချင်နှိပ်ပေးလိုက်ပါ okay ဒီလိုနှိပ်ပေးလိုက်ပြီဆိုရဲဒီမှာကျွန်တော်တို့က10 USDT ဆိုရဲနေရာလေးကိုတချင်နှိပ်ပေးလိုက်ပါ โอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရဲကျွန်တော်တို့ကဒီမှာပေါ့နော် address ကိုထပ်ပေးရမှာဖြစ်ပါတယ် wallet address ကိုထပ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီ address ကိုကျွန်တော်တို့ထပ်ပေးမဲ့ဆိုရဲ binary account လေးထပ်ကိုတစ်ချစ်ဝယ်ရမှာဖြစ်ပါလိမဝယ်ခင်မှာကိုလူတို့ကဒီညလေးမှာသူပေးထားတဲ့ဒီအများကြီးစီးတာပေါ့နော်ဒီမှာဆိုရဲ BEP 20သူပေးထားမှာဖြစ်ပါတယ် SPN စာစီတဲ့ဒီ wallet တွေကိုသူကပေးထားမှာဖြစ်ပါတယ်ဒီညလေးမှာကျွန်တော်တို့ကရွေးချက်ပေးရမှာကတော့ပေါ့နော်ဒီအာ BAP PB 20ကိုကျွန်တော်တို့ကရွေးချက်ပေးရမှာဖြစ်ပါတယ် ်ပြီး EP 20ကိုကျွန်တော်တို့ကရွေးချယ်ပေးလိုက်ပြီးဆိုတဲ့ဒီကောက်လေးကိုတေချာလေးအမှတ်ထားပေးပါတော့မှတ်ထားပေးပြီးဆိုရင်ကျွန်တော်တို့ကဒီဘိုင်းနဲ့အကောက်လေးထက်ကိုတစ်ချက်ဝယ်ရမှာဖြစ်ပါတယ်ဘိုင်းနဲ့အကောက်လေးထက်ကိုဝယ်လိုက်ပြီးဆိုရင်ဒီနေရာလေးမှာခဏလေးစောက်ပေးလိုက်ပါကျွန်တော်တို့ဒီအကအဆက်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရဲဒီနေရာလေးမှာကျွန်တော်တို့ကဒီလိုနှိပ်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ကဒီနေရာလေးမှာတို့ကဒီမှာ USDT ဆိုတဲ့နေရာလေးကိုတစ်ချက် အဝယ်ပေးလိုက်ပါဝယ်ပေးလိုက်ပြီးဆိုရဲဒီအောက်ကဒီပိုဆဲဆွေနေရာလေးကိုတချင်နှိပ်ပေးလိုက်ပါ Okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရဲဒီမှာကျွန်တော်တို့က BEP 20ကိုရွေးပေးရမှာဖြစ်ပါတယ်ခုန AC wallet ထဲမှာရွေးခဲ့တဲ့ဒီ BEP 20ကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်ရွေးပေးလိုက်ပြီးဆိုကျွန်တော်တို့ရဲ့ဒီမှာ address ကပေါ်တော့ဒီလိုပေါ်လာမှာဖြစ်ပါတယ်ပေါ်လာပြီးဆိုနေမီနာက copy ပုံစံလေးကိုနှိပ်ပြီးတော့ copy ယူပေးလိုက်ပါခုန AC wallet ထဲကိုတချင်ပြသွားလိုက်ပါဒီနေရာလေးမှာကျွန်တော်တို့ယူရယူလာတဲ့ wallet ကို အပေးချပေးလိုက်ပါပေးချပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာထုတ်ယူမဲ့အမှောင်လေးကိုရိုက်ထပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီအကျွန်တော်အထက်မှာစီတဲ့ဒေါ်လာအလေးတွေကိုအကုန်ကျွန်တော်ကထုတ်ယူမှာမို့လို့ဒီအောက်ကမက်စလန်နီယာလေးကိုတချင်နှိပ်ပေးလိုက်မှာဖြစ်ပါတယ်ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဒီ wallet အလွှဲကမှတ်မှန်မှန်တေချာလေးဆက်စပ်ပြီးပေါ့နော်မှတ်ကပ်ပြီးဆိုရင်ဒီအောက်က sales ဝင်နေရာလေးကိုနှိပ်လိုက်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာလေးမှာမှတ်ကပ်ပြီးဖြစ်တာကြောင့်မို့လို့ဒီအောက်က sales ဝင်နေရာလေးကိုတချင်နှိပ်ပေးလိုက်မှာဖြစ်ပါတယ်โอเคဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာ ျွန်တော်တို့ရဲ့ဒီ wallet app လေးနေဝေးကျွန်တော်တို့အမှောက်တို့မှတ်မှမှတိချာလေးဆက်စစ်ပြီးပေါ့နော်တကယ်လို့မှောင်းနေတဲ့ဆိုရင်ဒီနပင်းနာမှာဒီကျွန်တော်တို့ကပြင်ဆင်လို့ရမှာဖြစ်ပါတယ်ဒီလိုမှတ်ကပ်ပြီးဆိုရင်ဒီအောက်ကဆဲဆွယ်နေရာလေးကိုတချင်နေပြီးလိုက်ပါ โอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုကျွန်တော်တို့ရဲ့နှစ်စိတ်ကကုတ်လေးကိုဒီနာလေးမှာထည့်ပေးရဦးမှာဖြစ်ပါတယ်ခုနကျွန်တော်တို့ဒီ app လေးထောက်ကိုတစ်ချက်ဝေလိုက်ပေါ့နော်ဝေလိုက်ပြီဆိုရင်ကျွန်တော်တို့ကကုတ်သွားယူပေးရမှာဖြစ်ပါတယ်ကုတ်သွားယူလိုက်ပြီဆိုရင်ဒီထက်မှကျွန်တော်တို့ကပေးချပေးရမှာဖြစ်ပါတယ်ပေးချပေးလိုက်ပြီဆိုရင်ဒီလိုမှတ်ကတ်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီဘိုင်းနဲ့အကောင့်လေးထက်ကိုသူကပတ်စံပို့ပေးနေပြီပဲဖြစ်ပါတယ်ဒီနေရာလေးမှာခဏလေးစောက်ပေးလိုက်ရုံနဲ့ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကောင့်လေးထက်ကိုသူကပတ်စံပို့ပေးมาဖြစ်ပါတယ်အပေါ်ကကျွန်တော်တို့နှူတီလေးကိုဆွဲ တ်ချလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ဒီပတ်စာထုတ်ယူခြေကပေါ့နော်သူကပို့ပေးနေပြီဖြစ်ပါတယ်အချိန်3မိနစ်2မိနစ်လောက်ကျွန်တော်တို့စောက်ပေးလိုက်မယ်ဆိုရင်ဘိုင်းနဲ့အကောင့်တစ်ထပ်ကိုပတ်စာကတရားရခိုင်တော့ဝေလာမှာပဲဖြစ်ပါတယ် okay ကျွန်တော်တို့ရဲ့ဒီဘိုင်းနဲ့အကောင့်လေးထဲကိုဒီမှာပတ်စာဝေလာကြောင်းကို ကော်ပလီတက်ဆိုပြီးတော့ပြပေးနေပြီဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီဘိုင်းနဲ့အကောင်လေးထက်ကိုသူကပတ်စံစတဲ့ပို့ပေးနေပြီဖြစ်ပါတယ်ဒီမှာဆိုရင်လည်းပဲပေါ့နော်ကျွန်တော်တို့ထုတ်ယူခဲ့တဲ့10ဒေါ်လာကဆိုရင်ဒီမှာကော်ဖာဆိုပြီးတော့ပြပေးနေပြီဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကောင်လေးထက်ကိုကျွန်တော်တစ်ချက်ဝယ်ပြမှာဖြစ်ပါတယ်ဘိုင်းနဲ့အကောင်လေးထက်မှဆိုရင်သူကဝယ်လာတဲ့ပတ်စံပမာဏကဆိုရင်ပေါ့နော်ဒီကျွန်တော်တို့က free desk ပြန်နေရာလေးမှာသူကပြပေးမှာဖြစ်ပါတယ်ဒီနေရာလေးမှာကျွန်တော်ခဏလေးစောက်ပေးလိုက်မှာပေါ့နော် โอเคဒီမှာဆိုရင်ကျွန်တော်ထုတ်ယူခဲ့တဲ့ဒီ100ဒေါ်လာကျော်ကဆိုရင်ကျွန်တော်တို့ရဲ့ဒီဘိုင်းရဲ့အကောင့်လေးထက်ကိုဒီမှာတရားရခိုင်တော့ပတ်စံကဝေလာပြီးပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ထုတ်ယူခဲ့တဲ့ပမာဏကဆိုရင်ပေါ့နော်ကျွန်တော်တို့အခုချိန်မှာဆိုရင်လောကတရားရခိုင်တော့ complete တဲ့ဆိုပြီးတော့ကျွန်တော်တို့ရဲ့ဘိုင်းရဲ့အကောင့်လေးထက်ကိုပတ်စံတရားရခိုင်တော့ဝေလာပြီးပဲဖြစ်ပါတယ်ဒီမှာဆိုရင်လည်းပဲကိုလူတို့အမြင်နဲ့အတိုက်ပေါ့နော်ဒီမှာပတ်စံထုတ်ယူခြင်းကဆိုရင်အခုထုတ်အခုချစ်ချင်းကျွန်တော်တို့ရဲ့ဒီဘိုင်းရဲ့အကောင့်လေးထက်ကိုလော ော့တရားရခိုင်တို့ပတ်စံဝေးလာမှာပဲဖြစ်ပါတယ်ဒီလို mining app လေးတွေထဲကနေကိုလူတို့အနေနဲ့ပတ်စံလေးတွေကိုမြန်မြန်ဆောက်ဖိပေါ့ရရှိလာတဲ့ ROS ကိုင်လေးတွေကိုကျွန်တော်စီမခေပေးဝပေးတို့နဲ့တော့ထို့လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကိုတိုင်လည်းပတ်စံလောဝတရားရခိုင်တို့ထုတ်ပေးတော့မို့လို့ကိုလူတို့အနေနဲ့ဒီထဲကနေရရှိလာတဲ့ဒီ ROS ကိုင်လေးတွေကိုကျွန်တော်စီမခေပေးဝပေးတို့နဲ့အလွယ်တကူပြန်ထုတ်လို့ရမှာဖြစ်ပါတယ် okay ဒီလိုတရားရခိုင်တို့ပေးတဲ့ app တွေနဲ့တူနောက်ထပ်ဗီဒီယိုမှာကျွန်တော်ထပ်မံပြောပြပေးသွား mà chịp bỏ đi